မန္တလေးမြို့တံပဝရီရက်ကွာမှာဂတ်အရေးဖြစ်ရာကနေမီလာမှုမီလာ9ရက်မနက်7:00နာရီခန့်ကဖြစ်ပွားခဲ့ပါတယ်။ချမ်းမြတာစီမြို့နယ်တံပဝရီရက်ကွာ84လမ်းပတိလန်းရက်မှာရှိတဲ့15ပေပလဲမြေဆိုင်သုံမိုးသွတ်ကအုတ်ခင်းတထက်ရက်ဂတ်ဆိုင်အတွင်48 kg ဂတ်ဆိုးအကြီးကနေဂတ်အရေးခွဲစက်နဲ့ portable gas oil အသေးကို gas အရေးဖြစ်ရာ pressure လိုအပ်တာထက်ပိုမိုဖြည့်မိရာကနေပွင့်ထွက်ပြီး မေးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်ဌာနကတင်ပြရွှေပါတယ်။မေးလောင်မှုကြောင့်15ပေပက်လဲမြေဆိုင်သွမိုးတုတ်ကောင်အုတ်ခင်းတစ်ထပ် 4G KG Gas OG လေးလုံး P20 P30 နံကတ်နှစ်ထပ်အပေါ်တက်မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုဖြစ်ပွားရာကိုမီးငိမ့်သက်ရင်၁၀စီ၊မီးသက်ရည်သက်ရင်၅စီ၊အုတ်ချုံမှုရင်၂စီ၊တန်တေ၃၀၊အရန်၈၀တို့နဲ့သွားရောက်ငိမ့်သက်ခဲ့ရာရေကလန်၂၀၀၀ခွဲဂါလန်ခန့်၊မီးကျွေးမီးကြံရေကလန်၂၀၀၀ဂါလန်နဲ့အသုံးပြုငိမ့်သက်ခဲ့ရာ မနက်7:24မိနစ်မှာမီးထိန်နိုင်ခဲ့ပြီး7:32မိနစ်အချိန်မှာမီးလုံးဝငြိမ်းခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုကြောင့်အသက်35နှစ်အရွယ်မျိုးသားတအုပ်ဟာမျက်နှာလက်နှစ်ဖက်လုံးခြေထောက်နှစ်ဖက်လုံးတင်မမီးလောင်တန်းရအသက်28နှစ်အရွယ်အမျိုးသားဟာမျက်နှာလက်နှစ်ဖက်လုံးခြေထောက်နှစ်ဖက်လုံးတင်မမီးလောင်တန်းရတွေရရှိခဲ့ပြီးအသက်41နှစ်အရွယ်အမျိုးသမီးတအုပ်ဟာခြေထောက်နှစ်ဖက်နဲ့လက်နှစ်ဖက်အနှဲငယ်မီးဟက်ခံရပြီးတန်လျက်မော်တောင်အယံမီးသက်စခန်းကအသက်28နှစ်အရွယ် တက်ကြွအမျိုးသားတအုပ်ဟာမျက်နာမီဟက်ညာဘက်လက်ချောင်းအနှဲငယ်မီလောင်ခံရတဲ့ဒဏ်ရာတွေရရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်ဌာနကနေသိရပါဗျ။မီလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှတ်30နည်းမြေရဲ့စက္ကန့်ကအသက်35နှစ်အရွယ်အမျိုးသားကိုပ28မြင်းဆောင်2025ပုံမှန်985နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။